နိုင်ငံတကာပါအာယုံဆိုင်ခံရမယ့်ဒိဋ္ဌိကျမင်္ဂလာဝဲကြီးကိုကျင်းပတော့မယ်ပိုင်တကွန်နဲ့လင်းမြဖူပြည်သူများအားလုံးပဲမင်္ဂလာပါရှင်ဖြူရိုင်းဆိုင်တဲ့နင်းစီကရင်ပိုင်တကွန်ကတော့နိုင်ငံဒီမာလီရီရဲ့အသေးကိုခွဲခဲ့ပြီးဖြစ်ပါတယ် ဘဝရဲ့အအောင်မြင်ဆုံးဖြစ်နေတဲ့အချိန်မှာမှလက်ထပ်ဖို့အဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းမှာချစ်သူကောင်းမလေးမန်လေးမြဖူးကိုလက်ထပ်ခွင့်တောင်းထားခဲ့တာဖြစ်ပါတယ်။မန်လေးမြဖူးရဲ့အတိုင်းဝိုင်းဘက်ကလည်းပိုင်တကုံကိုသဘောတူတဲ့အတွက်မင်္ဂလာကိစ္စကိုအကောင့်ထည့်ဖို့ခဲ့ကြတာပါ။ပိုင်တကုံကမန်လေးမြဖူးကိုစိစက်တောင်းရန်ထားပေမဲ့လည်းနှစ်ဦးသဘောတူမင်္ဂလာလက်မဲ့ရေထိုးပွဲကိုလည်းမန်လေးမြဖူးရဲ့နေအိမ်မှာသာအချင်းယုံချင်းပါခဲ့တာဖြစ်ပါတယ်။ ဒါအပြင်မင်္ဂလာဆုံးခက်ကိုလည်းတငယ်ချင်းအနေချင်းကိုသာခေါ်ပြီးတော့ကျင်းပခဲ့ရဖြစ်ပါတယ်။ပိုင်းကုံလိုအာရှနိုင်ငံအထူးကြောင့်ကြောင့်ရဲ့အမှုပညာရှင်ကမင်္ဂလာပွဲတွေကိုအချင်းယုံနေတာကျင်းပနေရမှုအားလုံးကလည်းအံ့အားသင့်နေကြတာဖြစ်ပါတယ်။ တကယ်တော့ပိုင်လီကွန်တို့ကမင်္ဂလာဝဲကြီးကျယ်ခမ်းနားစွာနဲ့ကျင်းပဖို့အစီအစဉ်ထားပြီးသားဖြစ်ပါတယ်။မန်လေးမြဖူးရဲ့အတိုင်းဝိုင်းကလည်းဒိဋ္ဌိကျယ်ချမ်းသာတဲ့သူတွေဖြစ်ပါကြောင်းမို့မင်္ဂလာဝဲကိုခမ်းနားဆုံးပြုလုပ်ဖို့အတွက်ပြင်ဆင်ထားတာဖြစ်ပါတယ်။အမှန်ဆိုရင်တော့မင်္ဂလာဝဲကလေးလပိုင်းမှာကျင်းပမှာပါ။ဒါပေမဲ့လည်းသုံးလပိုင်းကုန်မှာငလင်ကအပြင်းထန်လှုပ်သွားတာကြောင့်စီစဉ်သားတွေဖြတ်လိုက်ရတာပါလူအများပူဆွေးနေတဲ့အချိန်ဖြစ်တဲ့အတွက်မင်္ဂလာပွဲကိုရက်ရှိလိုက်တာဖြစ်ပါတယ်ပိုင်ဒဂွန်တို့ကမင်္ဂလာပွဲကို6လပိုင်းထဲမှာလှုပ်ဖို့စီစဉ် င်ထားကြတာပါဒါပေမဲ့ဒေသနာတစ်ခုကတော့မင်္ဂလာပွဲကအခမ်းအနားဆုံးဖြစ်မယ်လို့သိရပါတယ်မင်္ဂလာပွဲကိုဟိုတယ်ကြီးမှာအခမ်းအနားဆုံးကျင်းပမှာဖြစ်သလိုအနုပညာရှင်အတိုင်းဝိုင်းကယင်းသူတွေလည်းတက်ရောက်ကြမှာဖြစ်ပါတယ်ဒါအပြင်ပိုင်တဂွန်ကမလေးရှားကမ်ဘောဒီးယားထိုင်းဗီယက်နမ်နိုင်ငံကနှစ်ခမ်းညီမလေးတွေအားပေးခံရတဲ့မင်းသားတစ်လက်ဖြစ်တာကြောင့်မင်္ဂလာပွဲကိုလည်းအားလုံးကအာရုံစိုက်ကြမှာဖြစ်ပါတယ် ဒါကြောင့်မို့ပိုင်းတကုံကသူ့ရဲ့မင်္ဂလာပွဲကိုတေချာဂယူဒီဇိုင်းနဲ့ကိုကျင်းပနေတာဖြစ်ပါတယ်။စေစတောင်းရဲ့ပွဲကျင်းပတော့ငါဆိုရင်လည်းမြမဆန်ဆန်နဲ့မင်္ဂလာပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။မင်္ဂလာပွဲကိုလည်းဘယ်လိုပုံစံနဲ့ကျင်းပလာမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ပိုင်းတကုံက မလေးငါဖူအပေါ်မှာရိတ်တချီချီနဲ့ကိုချစ်ခင်နေကြပါမင်္ဂလာဦးလက်ဆောင်လေးနဲ့လည်းဒိန်တောင်းချီတန်နဲ့မြေခွက်ကိုလက်ဆောင်ဝယ်ပြီးခဲ့တာဖြစ်ပါတယ်ပိုင်ဒဂွန်ကမလေးမြဖူကိုလက်ထပ်လိုက်တဲ့အချိန်မှာအာရှနခန်းဒီမလေးတွေကပိုင်ဒဂွန်လက်ထပ်တဲ့အချိန်မှာတိတ်ပြီးတော့အာမပေးတာမျိုးဖြစ်နိုင်ပေမဲ့သူကတော့လုံးဝမစိုးရိမ်ပါဘူးအသက်28နှစ်ရောက်ရင်လက်ထပ်မယ်လို့မလေးမြဖူကိုကတိပေးခဲ့တာမို့ရအောင်ကတိတီမှာဖြစ်ပါတယ်နိုင်ငံတကာမှာအာယုံဆိုင်ခံရမယ့်ဒိဋ္ဌိကျဲမင်္ဂလာပွဲကြီးကိုကျင်းပတော့မယ့်ပိုင်ဒဂွန်နဲ့လေးမြဖူအပေါ်